ိသတ်များမင်္ဂလာပါကျွန်တော်တို့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲချုပ်သွားချက်အစီအစဉ်ဖြစ်ပါတယ်ဒါပြောမယ်ဆိုလို့ရှိရင် Inter Miami အသင်းရဲ့ပွဲစမှာသူတို့အသင်းနောက်ဆင့်တက်ရေးအတွက်တကယ်ကိုအရေးပါတယ်ပွဲစဉ်လည်းဖြစ်ပါတယ်ဒီပွဲကိုလည်းထုံးစံလိုက်ပါတော့ကျွန်တော်လည်းကိုရင်းနဲ့တော့ကျွန်တော်ညီကိုနှစ်ယောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျာကိုရင်းနဲ့တော့မင်္ဂလာပါမင်္ဂလာပါကိုကြည့်ဟုတ်ကဲ့ပါ Inter Miami နဲ့ Parma Sport เนาะဒီပွဲစဉ်ကတော့ကျွန်တော် Inter Miami နဲ့ Corona ရေးပွဲမှာကစားမှာနှစ်သင်းလုံးကတော့ရပ်မှတ်၄မှတ်ယူထားတဲ့အနေအထားလေးတော့ရှိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒါပေါ့ Inter Miami ဘက်ကလည်းစပေးပါဦး အင်တာမိုင်ယာမီကကြတော့ဒီပွဲမှာဘယ်လိုပဲဖြစ်ဖြစ်သူကရှုံးလို့မရအောင်ပေါ့နော်အဲအာလီကပေါ်တိုကိုအနိုင်ယူနိုင်ကြီးကအဲ့လောက်ထိတော့မရှိဘူးနော်ပေါ်တိုကနိုင်ဖို့ပုံများတယ်ပေါ့နော်ပေါ်တိုနိုင်သွားရင်ရောအင်တာမိုင်ယာမီကကြံခဲ့မှလားဆိုပြီးစဉ်းစားစရာရှိရေပေါ့နော်ဒါပေမဲ့အင်တာမိုင်ယာမီက goal difference မှာ plus 1တော့ဖြစ်နေတယ်ဗျာဒီပါမီယက်ကအင်တာမိုင်ယာမီကို2-1နဲ့နိုင်သွားတယ်ဆိုရင်တော့မှအင်တာမိုင်ယာမီရဲ့ goal difference က0ပဲပေါ်တိုကကြတော့အာလီကို2-1နဲ့နိုင်သွားရင်လေ goal goal difference က0ပဲဖြစ်နေအောင်ပါပေါ့နော် ဒီလိုချိန်မှာ head to head ပြန်ပြီးကြည့်မယ်ဆိုရင်လည်းမိုင်ယာမီကအင်တာမိုင်ယာမီကပိုတာတယ်ပေါ့နော်ဒါမျိုးလေးတော့ရှိရယ်ဟုတ်ကဲ့ဒါပေမဲ့အင်တာမိုင်ယာမီအနေနဲ့တည်ရအောင်ကစားနိုင်တော့အကောင်းဆုံးပဲဒါလုံးဝသူတို့တဲ့ safe ဖြစ်သွားပြီဟုတ်ပါတယ်အင်တာမိုင်ယာမီကစားမှာလည်းဆိုးလာဆိုတော့မဆိုးဘူးပြပေါ်စုံနဲ့ပွဲမှာဆိုလည်းသူတို့ wide area ကိုလုံးဝလွတ်တားပြီးတော့အလဲမှာတေးချပိတ်ပြီးတော့ကစားသွားတဲ့ပုံစံတော်လေးကိုကောင်းတယ် Pamirias ကတော့ပိုကောင်းတာမှန်ပေမဲ့တကယ်တမ်းအင်တာမိုင်ယာမီဘက်ကသာဒီပက်စကာကွက်ကိုအထိုင်ချပြီးကစားမယ်ရှေ့မှာရှိနေတဲ့ Messi ရယ် Suarez ရယ် Quinlea ရယ် Caramacci တို့ Segovia တို့ ညတော်မှမှာဆိုလဲဝဲကပ်ပေါ့ဒီကစားသမားတွေရဲ့တိုးရတယ်လောက်ရလုံနိုင်စွမ်းနေတဲ့ဒီပါမီယက်ဆိုရင်းဆိုင်ကစားလို့တော့ဖြစ်နိုင်တယ်ပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်မြင်တယ်โอเค အဓိကတော့ကျွန်တော်မက်ဆီကိုဒီပြိုင်ပွဲမှာဆက်မြင်ရအောင်မယ်လို့တော့ကျွန်တော်ထင်ပါရတယ်။ဟုတ်ကဲ့ပါကျွန်တော်ဘောတော့ဒါနှစ်ပွဲကစားပြီးတော့ရမှတ်၄မှတ်ယူထားတဲ့ Inter Miami သင်းပေါ့ကျွန်တော်မဖြစ်မနေကိုချီးကျူးပါမယ်။ဒါ Inter Miami သင်းဒီလိုလုတ်ပြနိုင်မယ်ဆိုပြီးတော့ထင်ထားရတဲ့ဘယ်သူမှရှိမှာမဟုတ်ဘူး။တော်တော်လေးလည်းရှိရတဲ့လူတွေနဲ့လိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုမျိုးပေါ့နော်နဲရတဲ့မှာတော့ကျွန်တော်ပါရလို့ပြောစနေ။ကျွန်တော်ကဒီသင်းဒီလိုမျိုးလုတ်ပြနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ထင်လဲဆိုတော့ကျွန်တော်မက်ဆီကြောင့်ပဲ။မက်ဆီကြောင့်ဒီသင်းကဒီလောက်ထိဖြစ်နေလို့လည်းကျွန်တော်တို့ပြောလို့ရတယ်။အခုအနေထားကကိုရဲနှုံးပြောသွားသလိုပေါ့။အုပ်စုကနေလည်းတက်နိုင်တယ်။တစ်ဖက်ကကြည့် မယ်ဆိုအုပ်စုကနေလဲထွက်သွားနိုင်တယ်ဒီလိုအခြေအနေမျိုးရှိတယ်တွေ့ရလုံးဝရှုံးလို့မရဘူးတရေတော့မဖြစ်မနေယူဖို့လိုတယ်ပေါ့နော်အဲ့တော့ Inter Miami ကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင် Inter Miami ကဖြည်းဖြည်းလေးနဲ့ပုံမှန်လေးသွားပြီးတော့ရက်လက်ကောင်းနေယူတဲ့အခါမှာကျွန်တော်အရင်အပိုင်းကပြောခဲ့သလိုပဲပေါ့သူတို့အသင်ရဲ့ play by လို့ပဲကျွန်တော်ကပေါ့နော်အဓိကထပ်ပြီးတော့ပြောစင်တယ် play by ကောင်းတဲ့အသင်လို့ကျွန်တော်ပြောစင်တယ်ဗျာပြီးတော့မှော်ဝင်ခြေစွမ်းရှိတဲ့ကစားသမားတွေကိုလည်းပိုင်ဆိုင်ထားတယ်ဒီနှစ်ခုကပေါင်းဆက်လိုက်တဲ့အခါမှာတော့ဒီလိုမျိုးပေါ့နော်နှစ်ပွဲကစားပြီးတော့ရက်မှတ်လေးမှတ်နဲ့နောက်ဆက်ကိုမျှော်လင့်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်လာရလို့ကျွန်တော်ပြောစင်တယ်ဒီနေရာမ မှာကျွန်တော်ထပ်ပြီးတော့မျှော်လင့်တာတစ်ခုကတော့ Louis Sorat ပဲပေါ့နော်။ဒါ Sorat ဒီနှစ်ပွဲမှာသူကစားထားတာလေးအဆင်ပြေပါတယ်ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ Sorat ကိုဒီထက်ပို့ပြီးတော့မျှော်လင့်တယ်။ Sorat ရဲ့ goal တွေပေါ့ကျွန်တော်မြင်စင်တယ်ကျွန်တော်ဒီအပိုင်းလေးလေးရှိတယ်။နောက်တစ်ခုကကျွန်တော် Inter Miami ကအသင်းလိုက်ကိုသူကတည်ထားတာကိုလည်းကျွန်တော်တွေ့ရတယ်။နောက်ပေါ်သူတို့ကစားတဲ့ပွဲတွေမှာပေါ့နော်။အဲ့ဒီကမှသူတို့ကပွဲဖြေကိုပြောင်းလဲပြီးနိုင်တဲ့ကစားမရစီကိုဘောလုံးတွေသွားတဲ့ပုံစံမျိုးပေါ့။ကိုယ်လည်းမှလည်း best squad ကလည်းထိန်းထားရလည်းရှိတယ်။ဒီပုံစံလေးကိုလည်းကျွန်တော်ကသဘောကျတဲ့အခါမှာတော့ဒီပုံစံအတိုင်းသာဒီပွဲမှာဆက်ပြီးတော့သွားမယ်ဆိုတော့ရှင်တော့ဒါဒီပွဲက က်မိုင်ယာမီသင်းပေါ့နော်သူတို့ရလက်ကောင်တစ်ခုတော့မျောလင်းခွင့်ရှိရပွဲလို့တော့ကျွန်တော်ကတော့မြင်မိပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ပေါ့နော်ဒါပါမီယာဘတ်ကိုသွားစင်နေ။ဒါဒီ FIFA Club ကမ္ဘာဖလားပြန်ပွဲမှာတော့ဒါတောင်အမေရိကအသင်းတွေရလက်ကောင်ပါတယ်။ဒါကလည်းအထူးဆန်းတော့ပေါ့ဘူး။ရေကန်မြေကန်ကောင်းတဲ့နေရာအသင်းတွေဆိုတော့တော်တော်အဆင်ပြေပဲပြောရမှာပါ။ပြောပြပါဦး။အာပါမီယာရဲ့အစုဖွဲ့ရတဲ့လူငယ်ကျေပွင့်အနေနဲ့ပြည့်နေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဟုတ်ကဲ့။ဒီဘဲတော်မှာဆိုလည်း extra ဘောကဒါ Chelsea ကခေါ်ထားတဲ့ကစားသမားပဲ။ဟုတ်ပါတယ်။သူဆိုရင်ဒီနှစ်ပွဲကစားတယ်နှစ်ပွဲလုံးဒီ Man of the Match ထားတယ်ပေါ့။တကယ်လည်းကောင်းပါတယ်။ ကိုယ်နဲ့၃ယောက်လုံးကလည်းတကယ်ကောင်းတယ် Richard Rio ရှိမယ် Morino ရှိမယ်ပြီးတော့ Brazil ဒါ Vega ပေါ့နော်ဒီကွက်လည်းအဆင်ပြေတယ်ပြီးတော့ကျွန်တော်လူစားဝင်မယ်ဆိုတော့ Morrisio တို့ပါလို့ရှိမယ်ပေါ့နော် Parmiers ကပြောရမယ်ဆိုတော့ဒီ Osu A မှာအကောင်းဆုံးတင်းလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာဒီ Parmiers ကိုတင်ရမှာသူတင်ကိုတင်တက်စစ်ဖွင့်ပြီးကစားမယ်ဆိုရင်တော့ Parmiers ရဲ့တံပြန်တက်စစ်က Inter Miami ပြည့်တဲ့ပုံပြီးကောင်းနေဗျာဒါလေးကိုတော့ Inter Miami ပြည့်တည်ထားဖို့လိုတယ် ဒီကတော့ဘရာဇီးတင်းတွေရဲ့ယုံအားတွေမာကျောမှုတွေကအင်တာမိုင်ယာမီကိုခက်ခဲအောင်လုပ်ဖို့အတွက်လုံလောက်မှုရှိရပါတော့ဟုတ်ပါတယ်မက်ဆီကိုလည်းကျန်တဲ့ကစားဖို့ဝင်လေးမဲ့ကောင်တွေတော့မဟုတ်ဘူးဒါမျိုးလေးရောရှိတယ်ဒါပေမဲ့တခုရှိတာကဒီအုတ်စုကပြောရမယ်ဆိုပါမီရက်ကတက်သွားပြီလို့တောင်ပြောလို့ရတယ်ပေါ့နော်ဒါတော့ဒီပွဲစဉ်မှာသူအားအားကောင်ထုတ်ကံပါမလားပေါ့ဒီတစ်ချက်ကပဲဒီအုတ်စု A အတွက်အဖြေဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့အင်တာအဲ့လိုမျိုးတော့ကျွန်တော်မြင်တော့အဓိကတော့ဘာလို့ပြောရလဲပါမီရက်ကကျတော့ဒီအုတ်စုမှာဘယ်အသင်းကိုခေါ်သွားမလဲဆိုတာကိုအဆုံးဖြတ်ပေးနိုင်တဲ့အစွမ်းပေါ့သူ့လက်ထဲမှာရှိနေပါတယ်ဗျ ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒီ Pamias ကိုပြောမယ်ဆိုလို့ရှင်တော့ကိုရဲရုံပြောသွားတဲ့အတိုင်းပဲအုပ်စုကလည်း AAC ဖြစ်သွားပြီထပ်ပြီးပြောမယ်ဆိုလို့ရှင်တော့ဒါပေါ်တော့အုပ်စုရဲ့အကောင်းဆုံးအသင်းလို့ကျွန်တော်ပြောချင်တယ်ပေါ်တိုကိုသူတို့ကနိုင်သိရတာနဲ့မနိုင်ခဲ့တာဗျာနိုင်ရောနိုင်သိတယ်ဒီလိုအချိန်မျိုးမှာ AR လေးကိုသူတို့နိုင်သွားတာဘာမှမဆန်းဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ AAC ပဲကျွန်တော်ဆောကပြောသွားသလိုပဲဒါတောင်အမေရိကကလပ်အသင်းတွေဒီပြိုင်ပွဲမှာအစွမ်းပြတယ်ပြောမယ်ဆိုလို့ရှင်တော့ Brazil ကလပ်တွေ Argentina ကလပ်တွေပြောမယ်ဆိုရင် Brazil ကလပ်တွေပို့ပြီးတော့အချိန်ကြီးကောင်းတယ်ဒီအချက်ကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတစ်ခုရှိတာပေါ့ဒီဘက်မှာကျွန်တော်တို့က U ိုးလေးပဲကျွန်တော်စဉ်းစားရမှာကတော့ Palmias က Inter Miami ထက်အများကြီးတာတယ်။ Palmias တကယ်အနိုင်ကစားခြင်းအနိုင်ကစားလို့ရတဲ့အနေအထားမျိုးရှိတယ်။တစ်ဖက်မှာ Messi ပါတယ် Soares ပါတယ် Blue Wave ဖြစ်ပေါ်တစ်ဖက်ကကျတော့ပြောမယ်ဆိုလို့ရှိရင် Brazil ကစားသမားတွေအများစုနဲ့အသင်းသူတို့ပြန်အနိုင်အောင်ကန်ခြင်းနဲ့ဆိုလို့ရှိရင်နိုင်အောင်ကန်လို့ရတယ်။ဒါပေမဲ့ဒီလိုမျိုးအတေအခြေအနေမျိုးမှာဘယ်လိုမျိုးလဲဆိုတော့နှစ်သင်းလုံးကရမှတ်၄မစီဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်။အဲ့တော့တရေကိုညှိကန်ပြီးတော့ဒီနှစ်သင်းပဲနောက်ဆက်ကိုတက်သွားတာမျိုးကဘောလုံးမှာကျွန်တော်အများကြီးမြင်ရတယ်။ဒီလိုဆိုလို့ရှိရင်နောက်တစ်ပွဲအသင်းကတော့နိုင်ဝါပါရဲ့။ဒါပေမဲ့သူကဟောရမှတ်၄မှတ်နဲ့ကြံခဲ့တယ်။ရမှတ် ငါးမှတ်နဲ့အသင်းနှစ်သင်းရဲ့နောက်ဆက်ကိုတက်သွားတဲ့ခါမှာပါမီယက်ကဒီလိုမျိုးအနေထားနဲ့ပေါ့နော်အင်တာမိုင်ယာမီကိုညှိပြီးခေါ်ပါမလားပေါ့ဒါတွေကဖြစ်တယ်ဖြစ်တာအမြင်နဲ့မြင်နေရဆိုတော့ဒီဘိုင်းကိုကျွန်တော်စဉ်းစားရမယ်ဒီပါမီယက်ကလည်းပေါ့နော်တေးရဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာတေးရဆိုရင်အဆင်ပြေတဲ့ခါမှာတော့ဒီတစ်ခုကိုတော့ကျွန်တော်ဒီပွဲစုံမှာမြင်တွေ့ရကောင်း ြင်သိရနိုင်လို့ကျွန်တော်ကတော့ပြောစင်တယ်ဒါ Pambias ကတော့ပိုကောင်းတဲ့အသင်းပါသူတို့ဘယ်လိုလုပ်မလဲဆိုတာကပဲအဖြေတစ်ခုလို့ကျွန်တော်ကတော့ပြောစင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ Inter Miami နဲ့ဒီ Pambias တို့ရဲ့ဒါပေါ့နော်ဂိုးရက်လက်ခံမနဲ့ဘက်ကိုသွားစင်တယ်ခံမပေးပါအောင်ဒီပထမပွဲပြီးသွားတဲ့အချိန်မှာဒီ၄တင်းလုံးတည်ကြသွားတယ်ပေါ့နော်ဒီအချိန်မှာဒီဒုတိယပွဲနိုင်တဲ့အသင်းကအဆုံးဖြတ်ပဲဟုတ်ပါတယ်အဲ့လိုအချိန်မှာပေါ်တော်ကအိတ်ခွင့်ကြီးကိုရအောင်ယူနိုင်ခဲ့ဘူးပေါ့နော် ဒါကြောင့်မို့ကျွန်တော်ကအင်တာမိုင်ယာမီကနောက်တစ်ဆင့်နဲ့ထိုက်တန်ကိုအပြည့်ရှိရတယ်ကျွန်တော်မြင်တယ်။ဟုတ်ကဲ့။ပြီးတော့ကျွန်တော်တင်ကန်းသာရသွားတာပေါ့နော်။ဒီမက်ဆီနဲ့ရိုနယ်ဒိုကိုဘက်မကန်တင်ဖို့ဆိုတင်ကန်းသာကျွန်တော်ရသွားတယ်။ဒီဘက်ဆီမှာမက်ဆီဘက်မှာနေလိုက်တာကအရှုံးရှိဘူးလို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့။ အဲကိုရလည်းနေနေကတော့အင်တာမိုင်ယာမီနဲ့ပေါင်းပြီးရဲဆိုတာတစ်ဖက်ကိုတကိုးစီတည်ရလည်းနဲ့ပွပီးဆုံးရမယ်လို့ခမန်းလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီပွဲမှာတော့ကိုရဲနှုတ်နဲ့ဆိုတော့လည်းအမြင်တူတယ်။ကျွန်တော်လည်းဒီပွဲကိုတည်ရကြမယ်ပဲထင်ပါတယ်။ပြောမယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်တည်ရကြအောင်ပဲဗျာ။ဒါနောက်ဆက်ကအင်တာမိုင်ယာမီနဲ့ပါမီယက်စ်နဲ့ AS တက်သွားမယ်ဒီလိုပုံစံပဲဖြစ်မယ်ထင်တယ်။ပေါ်တိုကတော့နိုင်ကောင်းနိုင်ဝါလိမ့်မယ်ဒါပေမဲ့ကြံခဲ့မယ်ပေါ့ကျွန်တော်လည်းဒီလိုပဲခံမှန်းချင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာပေါ့နှစ်သိန်းပေါင်းတွင်းကိုမှဆိုလို့ရှင်တော့ကျွန်တော်ဂိုးတွေမမြင်ရဘူးလို့ကျွန်တော်ကထင်မိရကြောင်းကျွန်တော်ကတော့ဒီပွဲကိုတည်ရကြမယ်ခံမှန်းနေအင်တာမိုင်ယာမီနဲ့ပါမီယက်စ်ဒါမှမဟုတ်ဂိုးမရှိတည်ရကြသွားမယ်လို့ ့ကျွန်တော်တို့ကံမှန်းထားပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညီအောင်ပြောရခဲ့တာတော့ Inter Miami နဲ့ Palmeiras တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုညီအောင်ဆုံးကတည်ရရလက်ခံမှန်းထားပါတယ်။ဒါတော့ဒီနှစ်သင်းလုံးနောက်ဆင့်တက်မယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲပေါ့နော်။ဒါ The Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညီအောင်နဲ့ပြန်ပြီးတော့အဆုံးနှစ်ချင်ပါစေလို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနောက်ဆက်လိုက်ရပါတယ်ဗျာ။